အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာပရလောကဂမ်ဘီယာဇလံကောင်းလေးများပျော်ပြတင်ဆက်ပေးဖို့အချိန်ရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီကနေ့ညမှာတော့စာရေးဆရာနောင်ယိုးစေးရေးသားထားသောအယူသူတော်နေ့လိန်ထုံကူးတဲ့ကဝေမဲဆိုတဲ့ဇလံလေးအစအဆုံးကိုပျော်ပြလို့တင်ဆက်ပေးတော်မှာပဲဖြစ်ပါရခင်ဗျာအားလုံးပဲ နားဆင်ခံစားပေးကြပါဦးခင်ဗျာ။ရပိုင်းချိန်ပြင်ပစီမာမိုးလိုကတဖြောက်ဖြောက်ကြာဆင်းလို့နေတယ်။ဒီချိန်ဘကူးမြို့ပေါ်ကရက်ွက်တစ်ခုအတွင်းအင်္ဂလိပ်တလုံးစီမာတော့ဆစ်ဆရာကြီးဦးမောင်တယောက်သူ့ရှေ့စီကပေါင်းလွန်လုံးနေပြီးစာရွက်တွေကဆွေးမြည်နေကကင်နာရုံတရီထားလို့ကင်နီရပြီဖြစ်တဲ့ကျန်းစာအုပ်ကြီးကိုဖြောင်းနိုင်ပြီးလက်ကကင်ပြီးအသေးအံဖတ်မှတ်နေလေတယ်။ စေးစရာကြီးဟာရက်ဆောက်ကြီးရဲ့စာရီကိုတည်တည်မဲမဲဖတ်ချုပ်နေတာဖြစ်ပြီးမှတ်သားစရာတို့ကိုလည်းနဘေးစီကစာရွက်စီမှာမှတ်သားတင်ညာပြုနေလေတယ်။တစ်ချက်တစ်ချက်မှာကျန်းစာပါစာပိုက်တို့ကိုအတန်ထွက်ခါရွတ်ဆိုနေတတ်ပြန်ပြီးတချို့စာပိုက်တွေကိုဆိုမှတ်မှတ်ထင်ထင်ဖြစ်အောင်နှစ်ခေါက်သုံးခေါက်ရွတ်ဆိုနေရင်ရှိနေပါတယ်။ဒေဝနကျန်းဤစေးကျန်းကိုနှီယူကောင်းစဉ်လူစင်တွေဖားဆေးပြတ်တက်လို့ကျင်စင်ဖော်ထားပြရားရည်လှမြေတွင်ဝကဂါထာကုံမှန်ကိုရတန်သည့် ေဝေနေသောနတ်မြေဩကစေလာကရဲ့ချမ်းပပေးမိစေစရာကြီးဟာဤဆောင်ကြီးကိုအပီးထိဖက်ရှုပြီးချိန်နောက်ဆုံးကြံရည်တဲ့စေချမ်းကြီးနဲ့ပတ်သက်ပြီးတင်စားထားတဲ့စာပိုက်ကိုသုံးောက်ထက်မနေရုတ်ဖက်လိုက်လေတယ်။ပြီးတဲ့အခါမှာတော့ကျန်းဆောင်ကြီးကိုအမျက်တနှိုးနဲ့ယူရစွာပိတ်လိုက်လေပြီးသေသေးချာချာသိမ်းဆီးလိုက်လေတယ်။နောက်တော့ကျင်းနဲ့စွာပြုံးလိုက်ခါအင်းဒီစေချမ်းကြီးအတိုင်းသာဆေးတွေကိုဖော်ဆက်နိုင်ခဲ့မယ်ဆိုရင်ဒီစပူမှာငါက လက်သစ်ဇီဝကရဲလို့ကြွေးကြော်နိုင်ပြီကွာစပီးရေိုးလိုက်ပါလေဒီလိုနဲ့နောက်တစ်ပတ်အကြာမှာတော့စိသရာကြီးဦးမောင်တယောက်တပဲဖြစ်သူတားဖြစ်သူမောင်ဖိုးစီကိုခေါ်လို့စီကြံကြီးတွေကဆေးတွေကိုဖောက်ဆက်ဖို့ရာရုံးမအတွင်ကဆေးပင်ဝါပိတ်တွေပေါ်များပေါက်ရောက်တတ်တဲ့မြန်ဟင်ဝန်တော်စီကိုဝင်ရောက်ခဲ့ပါတော့တယ်ဟင်ဝင်မြိုင်တန်းတံမောပေလားဂျကုံတိုင်းပန်းကြဆုံဆေးလက်ကြလို့ပေါက်ရောက်ပေလူထူးစေဦးရဲ့စိသရာကြီးဦးမောင်ကရှေ့ကနေတိုင်းတို့ကိုကင်လို့ အခြေကနေဟိုရန်တီရန်သွားရင်ဆေးပင်ချောက်ဖွင့်နေတယ်။အနောက်ကမောင်ဖိုးစီကတော့အထုပ်ဖိုးတွေကိုထန်ပိုးရင်သူ့အတွက်တစ်ခါမှမရောက်ဘူးသေးတယ်။တုံးနဲ့ခေါင်ခေါင်စီကတွေ့ကြုံအမြင်သေးစမ်းတွေကိုတန်တောငေမောရင်လိုက်ပါလာတယ်။စီကျန်ရတော့စီမီတောင်ပန်းပင်ကိုအရင်ဆုံးချောက်ဖွင့်ရမယ်မောင်ဖိုးစီ။အမေမရှိပါဘဲဥမောင်းကပြောလာတယ်။ဒီခါမောင်ဖိုးစီကဘေးပတ်ဝန်းကျင်ကိုငေမောနေရတာကတတိဝင်လာပြီ။စီမီတောင်ပန်းဆိုတာ ကိုအနီနဲ့အဝါစကြားစိတ်ကိုလှတဲ့အပင်ကိုပြောတာမဟုတ်လားဆရာကြီး။အေးအမှန်ပဲပေါ့။ဒီတော့ထဲမှာရှိပါမလား။မောင်ဖိုးစီရဲ့အမေကြောင့်ဦးငမောင်ပြုံးလိုက်တယ်။ပြီးတော့ပုံမှန်လေတန်နဲ့ပဲ။မရှိရိုးလားမောင်ဖိုးစီရဲ့။ဒီမြိုင်ရုံဆိုတဲ့တောကြီးမှာတီလောကိတ္တဆိုကြီးကဆေးပစ်ပေါင်းတထောင်ကျော်ဓာရောက်စိုက်ပျိုးထားခဲ့တာ။ဒီတောကြီးကိုလောကိဘက်ကမြိုင်ရုံလို့ခေါ်တယ်။တို့တာမန်လူတွေအတွက်တော့စင်မလိုက်တော့ပေါ့ကွယ်။ ဦးမောင်းကပြောပြတာကိုမောင်ဖိုးစီလည်းခေါင်းငိမ့်လို့မှတ်သားလိုက်တယ်။စကားပြောရင်သူတို့ဆက်တိုးလာကြတော့အချစ်အတော်လှမ်းရနေရစီကအနီနဲ့ဝါဆက်ထားတဲ့စမီတောင်ပန်းပင်တွေအများပြားကိုလှမ်းမြင်လိုက်ကြရတယ်။ဦးမောင်းကဝမ်းသာအားပဲပြေးတော့မောင်ဖိုးစီလည်းအနောက်ကပြေးလိုက်ရတာပေါ့။စမီတောင်ပန်းပင်တွေကိုခုဆုတ်ကြတယ်။ခုဆုတ်လို့ပြီးတော့နှစ်ယောက်သားအမောပြည့်ပြည့်အနားမှာပဲထိုင်နေလိုက်ကြတယ်။မောင်ဖိုးစီကနှချိုင်းလာတဲ့တောတောင်တွေအထဲကိုဝေးဝိုက်ခါကြည့်ပြီးအစုံတစ်ခုကိုအတွေ့ပြုမိသွားတယ်။ ဆရာကြီးဟေးနမိမယ်ဆိုတာတကယ်ရှိသလားမောင်ဖိုးစီရဲ့အမေကြောင့်ဦးမောင်မျက်လုံးတွေပြင့်ထက်သွားရတယ်ဟောဘလို့ကြောင်များမေးရတာတော့ဟိုငငယ်တုန်းကအခုလို့တုံးတဲ့ကြီးတွေထဲမှာနမိမယ်ကြီးရှိတတ်တယ်လို့ဘိုးဘွားတွေကပြောပူထားတာအမှတ်ရလို့ပါအဲ့ဒါတွေကပုံမြင်တတ်တတ်ပါကွာအော်ဒါဆိုအပြင်မှာမရှိဘူးပေါ့အေးပေါ့ကွာမောင်ဖိုးစီသူ့အတွင်းနဲ့သူ ချက်ကိုချက်ကန်းဖြစ်ပြီးရဲလိုက်မိတယ်။နောက်ပေမဲ့ကွာငါစာတုံးမှာဖပူးမှတ်ဘူးတာတော့ရှိတယ်။ထူချာဖြစ်ရလေးပေါ့ကွာ။မောင်ဖိုးစီစိတ်ဝင်စားသွားရတယ်။ဘာများလဲဆရာကြီးကနင်ပြောတဲ့နမိမယ်နဲ့လိန်ဆက်ဆံဖူးတဲ့ဘယင်နဲ့ကွာပကံခက်ကလို့ရေးထားတယ်။ဟာစိတ်ဝင်စားစရာကောင်းလာကြီးလား။ပြောပြစမ်းပါအောင်ဆရာကြီးဟာ။ဟေးသူဆက်လို့မှတ်တော်မှတ်ထားတယ်ဆိုပေမဲ့ဘယ်ပြင်လဲလို့ငါလည်းသေချာတော့မမှတ်မိတော့ဘူး။ ဖြစ်နိုင်တာကတော့တရုတ်ပြင်းမင်းလို့ခေါ်တဲ့နာတီဟာပတိမင်းပဲဖြစ်လိမ့်မယ်ထင်တယ်။အိုးဘယ်မင်းဖြစ်ဖြစ်ပြောမှသာ ပြောစမ်းပါဆရာကြီးအားကျုပ်ဟေ့ကောကိုယ့်ကိုယ်ကိုလည်းထိန်းစမ်းအောင် အမင်းကိုပြောပြမှာကမဟုတ်ကမှတ်ကမဟုတ်ဘူးဘဟုတုတအနေနဲ့ဟုတ်ပါပြီဆရာကြီးရေကျုပ်ကလည်းဘဟုတုတအတွက်ပါဗျ။ဘောင်ဖိုးစီမချစ်မရဲနဲ့ရဲလိုက်မိတယ်။တကယ်တမ်းတော့လူပြိုပေါက်ကာလာသားတယောက်အနေနဲ့ဘဟုတုတအပြင်တခြားရောပါတာပေါ့လေ ဦးမောင်းကတော့မောင်ဖိုးစီကိုဘာမှပြောတော့ပဲသူပြောပြမဲ့အကြောင်းကိုသာဆက်လေတယ်ဒီလိုရဲ့ကွာမောင်ဖိုးစီကဟုတ်ကဲ့ဟေ့ကောငါစကားကိုလိုင်းမထောက်နဲ့ဩဟုတ်ကဲ့ဟုတ်ကဲ့စကားလျင်ပြတ်သွားရတာမူဦးမောင်းကမန်းလိုက်တယ်မောင်ဖိုးစီလည်းသိကျင်စိတ်ရှိတာမူငိမ့်ကုတ်နေလိုက်တယ်မြောက်တီဟာပတိမင်းကြီးတရုတ်တွေကျူးကျော်လာလို့ပတိမျိုးစီကိုထွက်ပြေးတော့ကလက်ခုလက်တော်ရေးစီမှာမူးကြီးရွာသွန်းလာကြောင် သူ့နောက်ပါသားတွေနဲ့ကွက်ထက်သွားတယ်လေကွာမိုးတွေကတိတ်တဲအောင်ရွာနေရဆိုတော့နောက်ပါတွေကလည်းနီးစက်ရခိုးခဲကြတယ်လို့စင်နှင်းကလည်းစင်ပေါ်ကနေမင်းကြီးကလည်းမိုးဟာကောင်းလုံးတော့ကြောက်စိတ်ခဲ့ပြီးစင်ပေါ်မှာဝင့်နေမိတာမိုးတန်ကြောင့်အတံပလန်တွေလည်းမကြတော့ဘူးပေါ့ကွာနောက်ဆုံးမိုးတိတ်ချိန်ကြမှာမင်းကြီးကဝင်းနေရကနေထားကြည့်တော့သူ့လူတွေနဲ့အတူရှိမနေတော့ဘူးသူ့တယောက်တည်းစင်ကောင်နဲ့တောထဲမှာဝဲလေလေဖြစ်နေရပြီမိုးကရွာထားတာဆိုတော့ပဝင်းချင်းတစ်ခုလုံးကလည်းတောခိုးတောင်ဝေးတွေနဲ့ပိတ်သိမ်းနေတယ် စင်ကြီးကရှေးဦးတရစီကိုတွားနေတာပေါ့ငါကုန်းတရပေးစမ်းကွာမင်းကြီးကပြောတာလားဦးမောင်ကသူ့အဖို့ကုန်းတရတောင်းတာစကားကဆက်သွားတော့မောင်ဖိုးစီကနားမလည်လိုက်ဘူးဒါကြောင့်ပြန်ပေးလိုက်တယ်မင်းပါကြီးမင်းကြီးကတောင်းအောင်လားငါဝတ်ဖို့တောင်းတာကွာဩဟုတ်ဟုတ်တကယ်ငဒူကောင်ပါပဲကွာမောင်ဖိုးစီခွန်းတုံပြန်ဘူးပလိုင်းတဲကကိုင်းရင်ကိုထုတ်ပြီးကုန်းတရကိုရလို့ဦးမောင်စီကိုကမ်းပေးလိုက်တယ် ။ဦးမောင်ကကိုင်းရောက်ကိုယူလို့ဝါလိုက်တာပြစ်ခနဲ့တရွေးကိုထွေးထုတ်လိုက်တယ်။စက်ပောင်ဦးလေးကစိတ်ဝင်စားနေမိပြီ။အေးပါကွာစက်ပြောမှာပေါ့။စင်ကြီးကရှေးဦးတက်ရသွားနေတာကိုမင်းကြီးကဘာမှမလုပ်တတ်ဘူး။စင်ပေါ်ကနေပဲဒီတိုင်းထိုင်လိုက်နေမိရင်တဏီယာရောက်တော့စင်ကြီးကကြီးကနေကြောက်အားလန်အားနဲ့ထောက်အောင်လေ။မင်းကြီးကလည်းဘာဖြစ်လဲဆိုပြီးထိတ်ထိတ်ပြောင်ပြောင်ပေါ့ကွာ။အဲ့ဒီအချိန်မှာကောင်းရင်စီကအလင်းပြပြကြီးကကြာဆင်းလာပြီးစင်ကြီးရဲ့အထက်လေဟာနေထဲမှာရက်တံသွားတယ် မင်းကြီးကလည်းဘာဖြစ်မလဲဆိုပြီးတန်တော်ကြည့်နေမိတော့ဘို့အလင်းရောင်ကြီးကရုတ်တရက်ပြဲသွားတယ်အဲ့ဒီအခါလေယာဉ်နယ်ထဲမှာရက်နေတဲ့ဝက်လက်စလီမင်းပြပြူတယောက်တည်းကွာအလိုလေးခန္ဓာဦးကောက်ကြောင်းကခြိုက်ကြီးခြိုက်ဖို့အတွက်တည်းနဲ့ကူမှမြေမွေးတိုင်းဖွာမွေးတိုင်းမြင်ရတာတည်းကွာသပင်ကလည်းနှက်မောင်ပြီးတော့အရှိကြီးရယ်တည်းကွာဆက်ပြောပါတော့ဆရာကြီးဟာကျုပ်ဖြစ်ရင်တွေတုံးလာပြီဟေ့ကောတဏှာယူမနေနဲ့ဘဟုတုတာကွာအသေးချာနားထောင် ဟုတ်ပါတယ်ဆရာကြီးရေဘဟုတုတာပါဗျာလောက်ပါဆက်ပြောပြပါတော့ဗျာအေးမင်းကြီးလဲငေးရီပြီးကြည်နေမိတယ်အဲ့ဒီချိန်မှာပဲမင်းပြို့ဟာလေပေါ်ကနေမင်းကြီးချီအောင်စီကိုဆင်းသက်လာတယ်နောက်တော့မင်းကြီးနဲ့တန်ဝါတာပြို့တော့တာပဲတဲ့လီစင်ကြီးပုံမှာပဲလားအေးစင်ကြီးပုံမှာပဲတဲ့ကွာဆက်ပြောပါဦးဆရာကြီးဟာတန်ဝါတာပြို့လို့ပြီးတော့မင်းပြို့ဟာမင်းကြီးရဲ့ရင်ခွင်ထဲကနေရုံးထွက်တယ်ပြီးတော့ကောင်းကင်စီကိုပြန်တက်သွားပြီးပျောက်ွယ်သွားတော့တယ်ကွာ မင်းကြီးကတော့အဲ့ဒီနမိမယ်ကိုမတော်ပါနဲ့မတော်ပါနဲ့ဆိုပြီးအဝေစားတော်ပြန်မွေးနိုင်ပြန်နဲ့အော်နေတာသူနောက်ပါသားကြီးပြန်လာချလို့တွေးတယ်ထိပဲတယ်လေ။အော်ထူးဆန်းလိုက်တာဗျာ။နောက်မြမာယောအဲ့ဒီနမိမယ်ကမင်းကြီးစီကိုပြန်လာသေးလား။မလာတော့ဘူးလေကွာအဲ့ဒီတကြိမ်ပဲ။မင်းကြီးကတော့နမိမယ်နဲ့တွေ့ပြီးကလေးကဗိမိမကူမှအနာကတ်မခံတော့ဘူးလေ။အဲ့ဒီစိတ်နဲ့ယူနှက်တို့ဖြစ်သွားရတာကနောက်ဆုံးသားတော်ဖြစ်သူပြည်မျိုးသားကလောက်ကျန်တတ်တာကိုခံလိုက်ရတယ်တဲ့လေ။ ။အိုးစင်ကောင်းလိုက်တာ။တကယ်ဆိုရင်နမိမယ်ကလာခဲ့ပြီးတော့ပေါင်းတင်ရပါဘူး။ပေါင်းတင်တာမပေါင်းတင်တာထက်အဲ့ဒီစာထဲမှာထည့်ရေးထားတာကအဲ့ဒီလိုနမိမယ်တွေနဲ့သမီးတွေနဲ့ဆက်ဆံမိသူတိုင်းတပတ်အတွင်းအသက်ကံကုန်ရတယ်လို့ရေးထားတယ်ကွာ။ဟာအဲ့ဒီလိုကြီးလား။အမလေးလေး။ဒါဆိုရင်တော့တော်ပါပြီဗျာ။အဲ့ဒီနမိမယ်နဲ့တွေ့ကျင်စိမ်မရှိတော့ပါဘူး။ဘောင်ဖိုးစီကပြပတလေပြောလိုက်တော့ဥမောင်းကရဲလီတယ်။မင်းကတော့နမိမယ်နဲ့တွေ့မယ်မထင်ဘူး။ တွေ့ရင်တွေ့ဒီတော့တည်းမှာကဝေမဲနဲ့ပဲတွေ့လိမ့်မယ်။ဟာဆရာကြီးကတော့နောက်ပြီဗျာ။ကျုပ်ကနမိမယ်တောင်ကြောက်နေမိတာ။ကဝေမဲဆိုတားလို့ဆိုးပြီပေါ့ဗျာ။မောင်ဖိုးစီရဲ့ပြောကြောင်းဦးမောင်ပြောလိုက်တယ်။ပြီးတော့ကဲကဲကောင်းလေ။မင်းနားထောင်ကျင်တာလဲနားထောင်ပြီးပြီ။နားတာကလည်းအမိုးပြစ်ပြီဆိုတော့ထက်ချာကြောင်းစို့။ဒီတစ်ခါဘာချားမှလဲဆရာကြီး။စင်တရဲလုတ်တဲ့စီမှာရှိနေတဲ့စင်တော့မလွယ်ပင်။အော်ဟုတ်ဟုတ် ။မောင်ဖိုးစီတယောက်စင်းစရာကြီးဦးမောင်းနေတူမြန်ရင်ဝန်ထဲကိုဆေးပင်ချာလိုက်ကူနေခဲ့တာဒီကနေ့ဆိုရင်၃ရက်ပြည့်ပြီ။သူတို့ဟာတော်ကြီးရဲ့တနေရာစီမှာတင်းငယ်ကလေးတလုံးထိုးပြီးနေကြရင်နေကင်းဘက်ဆိုတတော်လုံးတတော်လုံးနှက်နေအောင်လှည့်ပတ်လို့ဆေးပင်ချာကြရတယ်။ရရှိထားတဲ့ဆေးပင်တွေကိုတော့တင်းကလေးစီမှာပဲစုပုံထားရပြီးထက်မှန်လိုအပ်သေးတဲ့ဆေးပင်တို့ဒီကနေ့မှာတော့မနက်ခင်းမိုးလင်းစကလေးကဆေးပင်တို့ကိုရှောက်ဖွေးလာတာနေထိုင်ပြားအချိန်မှာတော့ကောင်းကင်ကရုတ်တရက်ကြီးအိုဆိုင်မှန်းညို့လာလေတယ် မိုးရွာတော့မယ်ထင်နေတိုးထဲမှာမိုးရွာရင်သိအန်တရများတယ်တဲစီကိုပြန်ကြစို့လားဦးမောင်းကတော်တွင်းကိုမကြခနာဆေးပင်ချာထွက်ရင်ရောက်ဖူးသူမိုးတောတောင်ချောင်းကိုသိတယ်ရုပ်ရှိတက်လာတဲ့မိုးရိပ်မိုးရှိကတဲထန့်စွာရွာသွန်းတက်ပြီးချုံမြောင်းတွေအကြောက်ကိုစူဝေးကတောင်ကျရေးပြည့်စည်းစင်းတက်တယ်မိုးကြောင်တောင်ပေါ်မြေတို့ဟာချော်ချုပ်ပြီးချေချော်လက်ချော်လေဖြစ်တက်တယ်ဒါကြောင့်ဦးမောင်းကဆေးပင်ကိုထမချာတော့ပဲတဲစီကိုပြန်ဖို့ပြောလေတယ်နှစ်ယောက်သားတဲစီကိုပြန်လာကြတယ် တဲစီကိုရောက်ပြီးမကြခင်မှာတော့မူးကတဲတဲထက်ထန်ကိုပဲရွာသွန်းပါတော့တယ်။မူးရွာတော့နှစ်ယောက်သားဆေးပင်ချဖို့ရာကအဆင်မပြေတော့ဘူး။တဲစီမှာပဲနေကြရင်ရောက်ချီထားတဲ့ဆေးပင်လူကိုမျိုးစားခွဲထုတ်ကာတင်းစီထုတ်ဖို့ရာတွေလှုပ်ဆောင်နေလိုက်ကြတယ်။နေလေခင်ကြတော့နှစ်ယောက်စလုံးမူးအေးနဲ့တရေတမောအိတ်ဆက်ကြတယ်။ဒီခါမောင်ဖိုးစီဟာထူဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်လေတယ်။အိမ်မက်ထဲမှာလွန်တရာကိုပဲလှပလွန်နဲ့မင်းပြူတယောက်မိမွေးတိုင်းဖမွေးတိုင်းအဝတ်စားရမပါပဲ။ ကိုလုံးတီးနဲ့ရှိုက်ဖို့အတွက်တွေကိုဒီပါတိုးပြရင်မောင်ဖိုးစီကိုလှမ်းလာနေတယ်။ရဝန်းတွေကမောင်ဖိုးစီစီမှာပဲမွေးကောင်ရဲ့ညှို့ငင်မှုလိုမျိုးစူးစိုက်လို့ကြည့်နေကအဲ့ဒီအကြည့်မှာမောင်ဖိုးစီဟာရင်တုံပန်းတုံဖြစ်နေရအနာကိုရောက်လာရင်ဘာလုပ်လို့ဘာကန်ရမယ်မှန်းလည်းမသိဘူးပေါ့။ဒါပေမဲ့ကြည့်နေတော့မှပဲမင်းပြူရဲ့အတွင်ဟာရုပ်ရှင်ချင်းမျိုးမျိုးနဲ့အိမ်မဲမဲကြီးတစ်ခုအတွင်ကိုပြောင်းလဲသွားလေတယ်။မောင်ဖိုးစီလည်းအလန်တကြားနဲ့ဟစ်အော်ဖူဟန်ပြင်းလိုက်တယ်။ဒီခိုက်မှာပဲမောင်ဖိုးစီ မော်ဖိုးစီထထဦးမောင်ရဲ့လုံလုံမှုကြောင့်မော်ဖိုးစီတယောက်အိမ်မက်ကနေနူးလာရတယ်ငါငါအိမ်မက်မက်နေတာပဲအေးရစီကထထိုင်လိုက်မိပြီးကို့ဘသာဆက်စစ်လို့ရေယိုးလိုက်မိတယ်ပြင်ပမှာတော့မူးကလုံလုံလှလျားတိတ်နေခဲ့ပြီးမော်ဖိုးစီထကြည်တော့မိုးတိတ်တုံလေးတို့တွေဒီနီးနားကိုဆေးပင်ထွက်ချကြရအောင်အော်ဟုတ်ကဲ့ဆရာကြီးမော်ဖိုးစီလည်းကြက်ကြက်တီနဲ့ပဲဆေးပင်ချထွက်ဖို့ပြင်ဆင်မိတယ် အိမ်မဲအကြောင်းကိုလည်းသူမေးသွားခဲ့တယ်။တက်စီကနေထွက်ပြီးနှစ်ယောက်သားမူးရပြီးစားအချိန်မှာတောင်ပေါ်တောင်ကြားရိစီမှာဆေးပင်လိုက်ချကြတယ်။နှစ်ပင်သုံးပင်ရောက်ပြီးတော့မူးကချိုးစာပြူလာတာမှုတက်စီကိုပြန်လာခဲ့ကြတယ်။အပြန်လဲခီးမှာအနောက်ကနေတစုံတယောက်ကြည့်နေတယ်လို့မျိုးမောင်ဖိုးစီခန်းစားရတာကြောင့်အနောက်လှည့်ကြည့်ပေမဲ့ဘယ်သူမှမမြင်ရဘူး။ဦးမောင်းကတော့ပုံမှန်တိုင်းရဲ့ပဲ။မောင်ဖိုးစီလည်းသူ့ဘာသာစိတ်ထင်ကြောင်ရဲ့လို့အလွယ်တွေးခဲ့လိုက်ပြီးဦးမောင်းရဲ့အနောက်ကနေခက်တုတ်တုတ်လိုက်ခဲ့မိပါတော့တယ်။ အစီအူပြန်ရောက်တော့ညစာအတွက်ကိုချက်ပြုတ်ပြင်ဆင်လိပြီးစိုးစိစွာနဲ့ပဲထမင်းစားတော့လို့ညအူပိုင်းမှာပဲအိယာဝင်လိုက်ကြတယ်။ညလေလောက်မှမူကတဲထန့်စွာရွာပြန်လိတယ်။အိနေတဲ့မောင်ဖိုးစီကတော့ဒီအချိန်မှာနှီးကင်းကမတ်တလို့အိမ်မက်မျိုးကိုပဲထက်တူထက်မြားမဲရပြန်တယ်။ထူးတော့ထူးနေပြီ။ဒါပေမဲ့လည်းအိယာကနိုးပြန်တော့အမက်တမဲ့ဖြစ်သွားပြန်တယ်။နောက်တနေ့မနက်မှာတော့မောင်ဖိုးစီဟာအိယာကနေနိုးချိန်စိတ်အဆင်ကလေးလံထိုင်းပိုင်းနေတယ်။ဒါပေမဲ့လည်းဥမောင်းနဲ့အတူ ပုံမှန်တိုင်းဆေးပင်ချောက်ဖွေဖို့ထွက်လာခဲ့ပါတယ်။မိုးကဖွဖွဲရွာနေတယ်။ညာတော့ကလည်းမိုးရွာထားတာမူတောက်တန်လန်းတွေကရှော့နေတယ်။ဒီအတိုင်းသာဇက်တိုက်မိုးရွာနေမယ်ဆိုရင်တော့တရက်နှစ်ရက်ဆိုတို့ပြန်မှဖြစ်မယ်ထင်တယ်။ဦးမောင်းကပြောလာတယ်။ဘဘိုးစီကဘာမှပြန်ပြောဘူး။သူတို့ချောက်ဖွေထားတာမှလည်းဆေးပင်အမျိုးအမည်အတော်ကလေးစုံလင်နေပြီဆိုတော့ပြန်ရင်လဲပြန်ဖို့ဒီလိုပဲလွယ်လွယ်တွေးထားလိုက်တယ်။တနီယာရောက်တော့ဦးမောင်းဟာမြေပြင်ကစုံတစ်ခုကိုမြင်သွားလိုက်တယ်။ ဘုံဘုံတကောင်ရဲ့ရှီယာရှီယာကမြေဆူဆူမှာနေဝင်လို့ထင်းနေတယ်။အောင်ဖိုးစီအန်ဒီရဲ့ကောင်တော့ဒီနားမှာရှိနေပြီ။တို့အမြန်ဆုံးပြန်ကြစို့။ဥမောင်းကပြောပြီးရှီလန်းတွေကိုနောက်ကျောင်းကိုပြန်လှည့်တယ်။ဒါပေမဲ့လေကံမကောင်းအကြောင်းမလားလေတော့သူတို့ပြန်လှည့်ကမှဝုံဝုံကောင်နဲ့ပပင်တိုးရလိမ့်ပြီ။မင်းနဲ့နေတဲ့မွေးသွင်းတဲ့ဝုံဝုံကောင်ဟာသူတို့နှစ်ဦးကိုမြင်တာနဲ့ချက်ချင်းပဲမတက်ရလို့မန်းဖီတယ်။အရွယ်ရောက်ပြီးသားကောင်ဆိုတော့အယံမြင်က၆ပေကျော်သွားတယ်။ ိတ်လောက်ကြီးမားတဲ့အကောင်ကိုတိုက်ခိုက်ဖို့ရာကမောင်ဖိုးစီတို့နှစ်ယောက်စလုံးမှာဓမ္မကလွယ်ပြီးတခြားဘာမှမပါမောင်ဖိုးစီပြေတော်ဟီတိုးတွေ့ကြုံရှိတဲ့ဦးမောင်ကပျော့ပျော့ဆူဆူပဲပလိုင်းနေပါရီအကုန်ပြစ်ချလို့ထွက်ပြေးတယ်မောင်ဖိုးစီလည်းအစားကကြောင်အန်းရှိနေပြီမဲ့သတိဝင်လာချိန်မှာအနောက်လှဲ့လို့ပြေးပါတော့တယ်ကန်ဆိုးသူမောင်ဖိုးစီလို့ပဲတမိုးကြတော့မယ်ထင်တယ်ဝဟုတ်ကောင်ကအရင်ဆုံးထွက်ပြေးတဲ့ဦးမောင်ကိုမလိုက်မောင်ဖိုးစီကတော့တဲမဲပြီးတော့လိုက်တော့တယ် ။ဦးမောင်ကသူ့ကိုဝမ်းဝမ်းကမလိုက်မှန်းသေးတော့တပေးဘက်ကတောင်ကျောပေါ့စီကိုတပြီးပြီးမောင်ဖိုးစီကိုစိတ်ပူမိကမောင်ဖိုးစီပြေးပြေးဟာမောင်ဖိုးစီခင်ဗျာမလည်းအသက်ပင်မှုအာသွန်ကိုဆိုင်ကိုပြေးပါတယ်။ဒါပေမဲ့လည်းမူဖွယ်ဝဲကြနေတဲ့အချိန်အရင်ကရွာထားတဲ့မူကြောင့်ချောနေတဲ့တောင်ပေါ်လမ်းစီမှာတကြိမ်တော့ရှေ့လျှော်လိပြီးအုတ်စီကိုပြုတ်ကျသွားခဲ့ပါတော့တယ်။မောင်ဖိုးစီရဲ့အာယုံတွေဟာအမောက်တိုက်စီကနေတရင်ကနှုတ်ထလာရတယ်။ခန္ဓာကိုယ်တစ်ခုလုံးငြိမ်ချောင်းစွာလှုပ်ခတ်နေတာကို ထူးကဲစွာခံစားမိရလေ။ဘာကြောင့်မှန်မသိတဲ့သုံးတစ်ခုကခန္ဓာကိုယ်အနှံ့ကိုညင်သာစွာပုတ်သက်ကိုင်းတွဲနေတာကိုလည်းခံစားမိနေရတယ်။ဒီအထိဒီအထိတွေ့တွေမှာသူ့စိတ်ခံစားချက်တွေက နှစ်ဝင်ပြီးလေးလံလုံးနေတဲ့မျိုးဝန်းတွေကိုအာတင်းလို့ဖွင့်ဟကြည့်မိတယ်။ပထမတစ်ချက်အဖွင့်မှာသူဟာတဲလုံးလုံးတွင်းစီမှာရောက်ရှိနေတာကိုမြင်မိလိုက်ရတယ်။မျိုးဝန်းတွေကပြန်လဲမိမ့်မိတ်သွားပြန်တယ်။နောက်တစ်ချိန်အာတင်းလို့ပြန်ဖွင့်ကြည့်လိုက်ပြန်တယ်။ မင်းမပြိုတယောက်ပါလားမင်းပြိုကသူ့ခန္ဓာကိုအပေါ်ဘက်စီမှာမိမွေးဖော်မွေးတိုင်းပဲအဝေးစားပလာနေရှိနေတယ်သူလည်းမင်းပြိုနဲ့အတူတူပါလားသူတို့ချင်းချင်းခန္ဓာကိုယ်တွေကလည်းပူးကပ်ညှိတွေ့နေတယ်မင်းပြိုစီကဆန်ွယ်ရှိလို့ကသူ့ခန္ဓာကိုယ်အပေါ်စီမှာအပုံလိုက်ရှိနေတယ်ဒါသူတို့ချင်းမောင်ဖိုးစီဆံပတွေးရဲတော့ဘူးစိတ်ကိုအားတင်းလိုက်ခါနှုတ်ဖျားကနေမင်းမင်းဘသူမင်းပြိုကမောင်ဖိုးစီရဲ့စကားတော့မဆုံးသေးဘူး နှခမ်းတွေကိုသူ့လက်ညှိုးလေးနဲ့ညှင်သာစွာထိပိတ်လိုက်တယ်။ဒီခိုက်အထီးတွေကိုပုံမလို့ခန်းစားမိလိုက်ပြီး မောင်ဖိုးစီတယောက်မျက်ဝန်းတွေကမှိမ့်မိတ်သွားပြန်ပါတယ်။ဦးမောင်းတယောက်မောင်ဖိုးစီပြုတ်ကျသွားရာကြောက်သေးစီကိုခဲရခဲစစ်ဆင်းပြီးလိုက်လံချောက်ပွေနေပါတယ်။ချောက်ပွေမှုတစ်လျှောက်မှလည်းနှုတ်ကနေတောဥတန်ပေးလို့ချောက်ပွေခဲ့တယ်။သူဒီကြောက်သေးကိုဆင်းပြီးချောက်ပွေနေတာနာရီအနေငယ်ကြားနေပါပြီ။အခုထိမောင်ဖိုးစီကိုတော့တွေ့သေးဘူး။လူရှိသလား နှုတ်ကနေအဆက်မပြတ်ဟစ်အော်ရင်းဦးမောင်တောကိုတုံးဝင်လာနေမိတယ်။တဏီယာကိုရောက်တော်ဆန်းချောင်းကလေးနဲ့ပေးကကဲကလေးတလုံးကိုလှန်တွေ့မိလေတယ်။ကဲကလေးစီသွားပြီးအကူကြီးတောင်းမဲ့ရဲလို့တွေးကဦးမောင်ခတ်တုတ်တုတ်ရှင်းလန်းလိုက်ပါတယ်။တဲနောက်ကိုရောက်လို့ရောက်ခင်မှာတော့ရှင်းလန်းတွေကိုရိုက်လိုက်ပြီးတဲရှင်ကိုလှမ်းအောင်ဖို့ပြင်းလိုက်တယ်။ဒီခိုက်မှာပဲသူ့နောက်စီကရှေးတန်းကိုကြားလိုက်ရပြီးနင်းဘူးလေဒီကိုဘာလာလောက်တာလဲ။မာချာခက်တံလုံးတဲ့အတန်ကြောင့် ဦးမောင်လှည့်ကြည့်မိလိုက်တော့အသက်70ရွယ်လောက်ရှိမဲ့ဘွားဟုတ်တယောက်တောင်ဖွေးထောက်လို့ရက်နေတာကိုတွေ့လိုက်ရတယ်။စိတ်ကလည်းဒီတော့ထဲမှာဒီမယ်ကြီးကယူမယူပရေလာပေါ်ဟဲ့ငါမေးနေတယ်လီအေးဟုတ်ကျုပ်ကျုပ်တူလေးဘုန်းဟောင်ကောင်ကြောင့်ဒီကြောက်သေးကိုကြာသွားတယ်ကိုလိုက်ချနေရပါဦးမောင်ရဲ့အဖြေစကားအဆုံးအဘွားဟုကခစင်သိန်စိုက်ကြည့်လာပြီးဘသူမှဒီကြောက်သေးကိုကြာမလားဘူးမင်းဒီနေရာကနေထွက်သွားလိုက်တော့ဟာမဟုတ်ဘူး ကျုပ်တူလေးကြာသွားတာကိုကျုပ်မျက်စိနဲ့ဟဲ့ကောင်ဘသူမှကြားမလာဘူးလို့ငါပြောပြီးပြီကလန်းနာတိုက်ရှင်နေရလားအော်ဒေါသမထွက်ခင်နင်းသွားလိုက်တော့အဘွားဦးဟာတင်းကိုပဲမဲမဲလှုပ်နေတယ်ဦးမောင်လဲမောင်ဖိုးစီဒီကြောက်သေးကိုကြာသွားတာမျက်မြင်ဆိုတော့ဒေါသကထောင်းနေထွက်သွားရင်ကျုပ်မျက်စိအခြေတင်ကြာသွားတာမဟုတ်လို့ဆင်းချတာဗျတော့ခမရကမစီမဆိုင်ဟင်းလားဟောက်လားလာလုံးနေသေးတယ်ဟဲ့ဒီကောင်ဟာလေမတော်ပေါ်ချင်းနေတာပဲဟဲ့ငနဲ့ကျော် နေအသက်ဝင်စမ်းအဘွားဟူကပြောပြောဆိုဆိုနဲ့သူ့လက်ကကင်ထားတဲ့အနက်ရောင်တောင်ဝေးကိုမြေစီပြစ်ချလိုက်တယ်တောင်ဝေးကမြေစီကိုကြတာနဲ့ရုပ်ချင်းအနက်ရောင်မူကြီးတောင်အတွင်ကိုပြောင်းလဲသွားကပပင်းကြီးထောင်ရင်နှာတဖူဖူမှုန့်နေပါတယ်ဒီခိုက်မှာပဲအဘွားဟူကြီးဟာသူ့ကောင်းကြီးကိုလက်တစ်ဖက်နဲ့ဆွဲဖြုတ်ပြလိုက်တယ်ဦးကောင်းကြီးကခန္ဓာကိုယ်စီကပြုတ်ထွက်လာပြီးလက်စီမှာတန်လန်ကြီးဖြစ်လို့ရယ်ဒီမြင်ကွင်းကြောင့်ဦးမောင်းမှာဒေါသတွေပျောက်ပြီးဟာငနေဖြစ်ကသွေးပြက်သွားလိမ့်ပြီး အမေကြီးရေကျုပ်ကျုပ်ကမသိလို့ပြောမှဆိုမှရှိတာပါကျုပ်ကိုဝေမျိုးပါနဲ့ဗျာသွားဆိုသွားပါမေချောင်းကနေလက်ထွက်လို့နောက်လည်းမကြည့်စရန်ပြေးတော့ရေငါမှအလုပ်ရှိနေသေးလို့နင်ကန်ကောင်းသွားတယ်မှန်အဘွားဦးကြီးကသူ့ကောင်းကိုနေရာတကျပြန်တက်ရင်ဦးမောင်ရဲ့နောက်ကျောင်းကိုကြည့်လို့ရေရိုကျင်းသွားလိုက်တယ်ပြီးတော့တဲစီကိုလှမ်းဝင်သွားခြင်းတောင်ဝေးကနေပြောင်းသွားတဲ့မွေကြီးကအနောက်ကနေချိုးနေလိုက်ပါသွားပါတယ် ။ဦးမောင်တယောက်ကြောင်အားလန်အားနဲ့ချိုးရဲကနေအပြည့်တက်ခဲ့မိတယ်။အစင်းတော့ကခက်ခဲပေမဲ့အခုအပြန်တက်တော့ကြောက်စိတ်ရဲ့စိတ်စော်အားကြောင့်ဘဲကဘလူအပေါ်ပြန်ရောက်လာတယ်မသိဘူး။အပေါ်ရောက်ပြန်တော့လေတဲစီကိုရောက်အောင်အာသွန်ကိုဆိုင်ပြင်းနေမိပြန်တယ်။ဗဇက်ကလည်းဆုံးမကြီးဆုံးမကြီးဆိုပြီးအဆက်မပြတ်ရည်ရွယ်နေမိလေတယ်။သူ့ဘဝမှာအခုလိုမျိုးဖြစ်ပျက်မျိုးတစ်ခါမှမကြုံခဲ့ဘူး။ဘယ်နဲ့မြဝါထင်းနေကြီးကိုပဲတောင်ဝေးကနေမွေးဖြစ်ကိုပြောင်းသွားစီတယ်။ပြီးတော့သူ့ကိုရံမှုတိုက်ခိုက်ဖို့စေပါလာတယ်။ ူပြက်เสียတိတ်ကောင်းလုံးနဲ့ခိုက်တံပဲသူသာစောလင်အောင် မတောင်းမမိခဲ့ရင်အ мян ဆုံးသာမပြေးခဲ့မိခဲ့ရင်အခုလောက်ဆိုအဘွားအကြီးပြောသလိုမตาပုံနေလောက်ပြီးဦးမောင်တယောက်ပြေးလာလိုက်တာတဲစီကိုယောက်လာတယ်တဲထဲကိုအပြေးဝင်လိုက်တော့ဒဇုံတယောက်ကိုဝင်တိုင်မိလိပြီးအမလေးဗျဆုံးမကြီးကဲကြပါဦးဦးမောင်တယောက်ဟဲ့អော်ရင်ဖင်ထိုင်လေးရဲ့လဲကြသွားလိတယ်တစ်ဖက်ကသူတိုက်လိုက်သူဟာလေသူ့လိုပဲလဲကြသွားတယ် တိုက်မိသူကိုဥမောင်းကြပြကြရပဲကြီးလိုက်တော့သူယူတယောက်စပင်ကဆူဖွားပြီးနီချောင်လို့နေကအဝေစားတွေကလည်းပေးရီပေးပွားလို့ရေဘာရီထဲထားမှမသိဖောင်းကားနေတဲ့လွေကြီးတလုံးကိုလည်းတိုင်းတွေထားပြန်သေးတယ်အာအယူယူငါသူ့တော့နှသားလေးနားလိုက်တာနော်သူယူစီကညီးတွားတန်ကြောင်ဥမောင်းရေချင်စိတ်ဖြစ်မိသွားရတယ်ဒါပေမဲ့လေခုနကကြုံလာရတဲ့ဆုံးမကြီးကိုမျက်စိတွေချက်ချင်းမြင်အောင်လာမိတာမို့ကြောက်စိတ်ပြန်ကဲသွားလေကာ ဆုံးဆုံးမကြီးဟင်ဘယ်ကဆုံးမကြီးရောဆုံးမကြီးချိုထဲမှာအေးနေ ਉ မင်းကရောလူစင်စေးဟုတ်ရဲ့လားအေးငါသူတော့နှစ်သားလေးကလူဘယ်ဥပါမလဲကိုရဲ့လူလူမဟုတ်ဘူးဆိုတော့မင်းကိုဟိုဆုံးမကြီးလှုပ်လိုက်တာမလားဘယ်ကဆုံးမကြီးရောငါသူတော့ကနှစ်သားလေးငါလေးကနှစ်သားလေးသူရောဟဲ့သူယူကဟိမ့်နေဟန်နေပြောလိုက်တယ်ဦးမောင်လေးစိတ်ထဲက ဆိုမကြီးလှုပ်လိုက်တာမဟုတ်ဘူးလို့ယုံကြည်လိုက်မိကဆိုမကြီးငါဆိုမကြီးကိုတွေ့လာလို့နင်းကယောက်ကလေးကဒီဆိုမကြီးပဲပြောနေတော့တာပဲဆိုမကြီးကကြောက်စရာကြီးဟာခေါင်းကြီးကိုသူ့ခန္ဓာကိုယ်ကနေဆွဲပြုတ်ပြတာသူ့ယူးမျက်လုံးတွေကလေးကလေးဖြစ်သွားတယ်နင်းတော့ကြောက်နေရပဲကဲကဲကြောက်စိတ်ကိုဖဲလိုက်တော့နင်းပြောတဲ့ဆိုမကြီးကိုငါသူ့တော်လေးဖြည့်ချင်းပေးမယ်နင်းတော့လို့မရဘူးနော်တော့ရင်မင်းကိုပါသူ့တက်လိမ့်မယ် ကဲပြောပါတာပြောစမ်းပါဦးမောင်လည်းဟုတ်မဟုတ်လူတို့သဘောအရမိမိတွေ့လာရတာကိုတဘာသူစီကိုပြောတတ်တဲ့ညီတိုင်းသူကြုံခဲ့ရတာကိုပြောပြလိုက်တယ်အဲ့ဒီဆုံးမကြီးကဘယ်နာနေရလဲဟိုဘယ်နာကချိုးထဲမှာငါသူတို့နှစ်သားလေးတွားလိုက်မယ်သူယူကပြောပြောဆိုဆိုပဲနေရာကနေလှက်ထွက်သွားတယ်ဦးမောင်ကတော့သူယူကိုအပြည့်အဝမြုံကြီးရဲတာမူတဲစီမှာပဲကြံရည်ရင်တိုးစီကနေပြန်ဖို့ကိုပစ္စည်းတွေကြပြကြရတင်းစီနေပါတော့တယ် ူတို့တယောက်ကြောက်လွန်နေတဲ့လူကြီးညွန်ပြရာချိုရဲစီကိုဆင်းဖို့လှုပ်လိုက်တယ်။တကယ်တော့သူတို့ဒီတော်ရဲကိုရောက်နေရတဲ့အကြောင်းကဘူတကြားကလူယောက်ျားနဲ့တန်ဝါသားပြုကထုံကူမဲ့ကိုဝေမာကြီးတယောက်ကိုဆုံးမစီဖို့ဆီလိုက်တာကြောင့်ပဲ။အခုအကြောက်လွန်နေတဲ့သူရဲ့ပြောပုံရတော့ကိုဝေမာကြီးဟာသူ့အတွက်တားကောင်ဖြစ်ဘောက်ဖိုးစီဆိုတဲ့ကောင်လေးကိုဖမ်းဆီးမိထားလိုက်ပြီ။သူတို့နားရဲပက်တင်လာတဲ့အတန်ကြောင့်သူတို့ရဲ့ခြေလမ်းတွေကတန်ငနေဖြစ်သွားရတယ်။ဘူတရား ဘိုးစရာဟိသူတော်အခုပဲသွားနေတာရောက်တော့မယ်နေနောက်ကြတော့မယ်မြန်မြန်သွားဟိုကဝေမာကြီးကသုံးချိန်မြောက်တန်ဝါသားပြုပြီးသူ့ရဲ့ကဝေထုံကူမှုကိစ္စပြီးပြီအဲ့ဒီအခါကျလငင်းကိုပဲလူအသက်တစ်ချောင်းဆုံးပါသွားမှဖြစ်တယ်လို့နောက်များမှလည်းလူအသက်တွေထပ်ပြီးတော့ဆုံးပါရလိမ့်မယ်ဟုတ်ကဲ့ဘိုးတရားနင်စိတ်လိုက်မှန်ပါလေချက်လို့မနေနဲ့ဦးနင့်စီကကြောက်စိမ့်ကဝေနဲ့ပဲဒီကိစ္စကိုဖြေချင်းခိုင်းကြီးကြလားဘိုးတရားလို့သူတော်တုံတုံတက်သူ ဘိုးစာဒီကအရင်လိုသူတော်တရားကိုစိတ်လိုက်မှန်ပါတက်ဖြတ်မာတွေကိုပြစ်မလာစေဖို့အတွက်သတိစကားဆိုလိုက်တယ်စိတ်ချပါဘိုးတရားရေသူတော်ကိုပါသာ ထင်းချောင်တက်နေပါပြီอืมပြောလိုက်ရင်ဒီလိုပဲဘိုးတရားအတန်ပြောက်သွားတယ်သူတော်လေခြူထဲကိုဆက်စင်းခဲ့ပြီးလှမ်းလာတော့တဲကလေးကိုလှမ်းတွေ့ရလိမ့်ပြီတဲကလေးဟာ သူတော်ရဲ့အမြင်မှာလှုပ်လှုပ်ခက်ခက်ဖြစ်နေတာကိုတွေ့မိလိုက်တယ်ဟမ်ငါထဲဝင်သွားလို့မဖြစ်ဘူးအပြင်ကနေပဲလှမ်းခေါက်ထုံမှဖြစ်မယ် သူတို့ကပျော့ပျော့ဆူဆူပဲအနီးကဂဲလုံးတွေကိုကောက်လိုက်ပြီးတဲစီကိုလှမ်းလို့ပြစ်ပါတော့တယ်။တဘုံဘုံနဲ့ဂဲတွေကြောက်နေတော့တဲတွင်းကနေထမင်းရင်ရှားထားတဲ့မင်းပြူတယောက်ဒေါသကြီးထွက်လာတယ်။ဟဲ့ဘဲကတောက်ယူကောင်းလေ။ငါတဲကိုဂဲနဲ့ပေါက်နေတာ။သိချင်းလို့လား။မင်းပြူကဒေါသကြီးပြောပေမဲ့သူတို့ကတော့တဟားရင်မုန်းနေတယ်။ဟဲ့ခွေးမသားနေ။နင့်ကိုပြောနေတာနင်းမနာတတ်ဘူးလား။အမလေးလေးမလုပ်ပါနဲ့။ အဘွားအိုကြီးကအသက်နဲ့မလိုက်အောင်ငယ်ရွယ်နုပြုန်နေလို့သူတို့ကအံ့ဩပြီးရင်မိတာပါဟိအသက်နဲ့လိုက်ဖက်အောင်မူလပြန်လိုက်ပါအဲ့တော့ဆိုသူတို့မရေတော့ဘူးလေတစ်ဖက်ကမင်းပြူဟာချူချူချာချာဖြစ်သွားပြီးဒကိုလုံးကိုလက်နဲ့တချလိုက်တော့မူလနှကူအတွင်းအဘွားအိုကြီးဖြစ်သွားလေတယ်ဟိငါသူတို့နှစ်သားလေးရဲ့စကားကိုနားထောင်သာပဲထပ်ပြီးတော့ကလိအောင်မယ်သူယူကသူ့ဘသာတယောက်တည်းတီးတိုးယူလိုက်ပြီးအဘွားအိုကြီးကိုကြည့်က တင်းတင်းကလူသားလေးကိုပါနင်းဆက်တွေရုပ်ပြီးပြန်လှုပ်ပေးလိုက်။ဘာ?နင်းကဘာကောင်မှုလို့ငါ့ကိုအမိန်ပေးနေရတာလဲ။ငါသူတော်ကနှစ်သားလေးမှုအမိန်ပေးနေတာပေါ့။အယူကတသက်လာနှုတ်ချက်နေရပဲ။အမြန်ဆုံးရှင်းပြလိုက်တာကောင်းမယ်။အဘွားကြီးကယူပြီးသူတို့စီကိုတောင်ဝင်းနဲ့လှမ်းပြစ်လိုက်တယ်။တောင်ဝင်းကလမ်းခုလက်တင်မွေးနေကြီးတကောင်ဖြစ်သွားလိမ့်ပြီးလွင့်ပြန်လာတော့သူယူကလွေထဲကဇုံတစ်ခုကိုထုတ်ယူကပြန်ပြစ်လိုက်တယ်။ဒီခါဂျင်းကနေအတန်နှစ်အတူ ပဝင်းကြီးတစ်ခုလုံးစိမ့်ဖက်တဲ့လင်းရောင်တွေဖျောက်ထွက်လင်းချင်းသွားပြီးလွင့်ပြန့်လာနေတဲ့မူနယ်ကြီးဟာအပိုင်ပိုင်ပြတ်ထွက်သွားခဲ့သလိုတစ်ဖက်ကဘွားဦးကြီးဟာလည်းတစုံတယောက်ကခြေသိမ်းရိုက်ချလိုက်သလိုဖြစ်ကာဒူးတုံးလျက်သားလဲကြလို့သူ့ပွက်ပွက်အထွက်လာပါတယ်သူတို့ကလက်ကိုဖျက်ချလိုက်တယ်ဒီခါဖျောက်ထွက်နေတဲ့လင်းရောင်တွေကလက်ဖွားစီမှာလာရောက်စုဝေးစေပြီးကြောက်စင်းရုပ်ကလေးဖြစ်သွားခဲ့ပါတယ်음ကြောက်စင်းရုပ်လေးကဆွမ်းတာပဲသူတို့ကပြောပြတာနဲ့ရုပ်ကလေးကိုလွယ်အေးစီကိုပြန်ထည့်လိုက်တယ် နောက်တော့တဲစီကိုလှမ်းသွားလိုက်ချိန်ထဲထဲကကပကူယုံနဲ့လူငယ်တယောက်ပြေးထွက်လာပါတယ်။ဘောင်ဖိုးစီဆိုတာသူပဲနေလိမ့်မယ်။နမိမယ်။အိုးနမိမယ်။ကျုပ်စီကထုံတော်ပါနဲ့။ဘောင်ဖိုးစီဟာနှုတ်ကနေတဖဖဟစ်အော်ပြီးတောင်စီစီမြန်ဝန်းတွေနဲ့ဟိုပြေးတီလွားလုံရင်ရှိနေကသူတို့ကိုမြင်တော့နမိမယ်ဆိုပြီးပြေးချလာတယ်။သူတို့လေသူ့စီပြေးလာတဲ့မောင်ဖိုးစီကြောင့်မျက်လုံးပြူးသွားပြီးအိတ်ထဲကရှီမန်းခွင်းလေးကိုထုတ်ပြီးအလင်းမြန်ဆုတ်ချလိုက်ရပါတယ်။ စီမံခွင့်ဆုမိသွားချိန်မှာတော့မောင်ဖိုးစီဟာဟင်းကနေတပြင်းချရင်မူလအသည့်ပြန်ဝင်လာခဲ့ပါတယ်။သူနှစ်ဘေးကဒူးထောက်လျက်သားဖြစ်နေတဲ့အဘွားဟိုကြီးကိုမြင်တော့ရုတ်တရက်မောင်ဖိုးစီဟာအံ့ဩသွားရပြီးပြီးတော့သူတို့ကိုကြည့်ပြီးနမိမေရောနမိမေမရှိဘူး။သူ့ကိုလည်းနေစိတ်ဝင်စားမနေနဲ့မောင်လူသား။ဟုတ်မေနင်းဆရာကြီးကပြန်တော့မှမို့အချိန်မီအောင်မြ мян သွားရှိရောငါသူတော်လေးနင်းကိုလိုက်ဖို့ပြင်မယ်သူတော်ကပြပြဆူဆူပဲမောင်ဖိုးစီလက်ကို ဆွဲလို့ရှိုးပုံကိုတက်လာခဲ့လိုက်ပါ रे အပေါ်ရောက်ပြီးတဲ့နောက်မှာတော့တဲစီကိုခတ်တုတ်လှမ်းလာခဲ့ रे ရောက်လူလူအချိန်မှာတော့သူတို့ဟာမော်ဖိုးစီကိုအင်းတစ်ချက်ပေးပြီးတဲစီကိုရောက်တာနဲ့တန်ပြီးမျိုးချဖို့မှာကတယောက်ထဲပြန်စီလိုက်ခါရက်ကြီးလို့နေရရင်ကသူတို့ဆရာတစ်ပည့်ချင်းပြန်ဆောင်ရင်တော့အချင်းချင်းပြောဆိုရင်အကြောင်းစုံကိုဂဂနာနာနားလဲကုန်ကြလိမ့်မယ်လို့ရိုးလိုက်ပါ रे ပြီးတော့ကြောက်ခိုင်းလိုက်ခါသူ့အိတ်ထဲစီကအုံးလက်မြင်ကိုထုတ်ယူပြီးတက်ခွစီလိုပြစ်ထွက်သွားပါတော့ रे ဟုတ်ကဲ့ဇလံလေးကတော့ဒီမှာနေပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ။နောက်နောက်မှာလည်းအယူသူတော်ကြီးအပိုင်းဆက်ဇလံများကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ပြောပြတင်ဆက်သူခေပုံကပဲဖြစ်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနှစ်ဖြာသောဒုက္ခရုံးနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ။